ော်ဒီနေ့ပြောပြပြီးမှာတော့ဒီတချို့ညီကိုတွေပေါ့နော်ဒီဂီတာတီးချင်တယ်လက်ကွက်တွေကမရဘူးပေါ့နော်တင်ဖို့လည်းအချိန်မရှိဘူးဆိုတဲ့လူတွေတွေ့ပေါ့နော်ဒါတီးတဲ့လူတွေကတော့ကြော်တော့ပေါ့နော်မတီးတဲ့လူတွေကြတော့ဒီဒီဗီဒီယိုလေးကိုဆုံးနဲ့ထီကြည့်တော့ပြပါအာအခုအာကျိုးရှိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်နော်ဆိုတော့ကျွန်တော်ဒီနေ့တင်ကျွန်တော်ပြပေးမှာက စီလက်ကွက်ပေါ့နော်စီစီကော့ရဲ့မိသားစုပေါ့သူရဲ့မိသားစုသူစီကော့ထဲမှာပါတယ်သူရဲ့မိသားစုအားလုံးပေါ့နော်ကျွန်တော်ရှင်းပြပေးမှာပဲဒီရဲ့လက်ကွက်ကိုအစုံရပြီဆိုရင်တချင်းတော်တော်များများလည်းအပြင်းပြည်ဒီလို့ရပြီဗျဆိုတော့စလိုက်အောင်ပေါ့နော်ကျွန်တော်ပထမထိတ်ဆုံးကျွန်တော်ကိုင်ပါကျွန်တော်စီကော့ပေါ့နော်စီကော့ကစီကော့ကလက်ညိုးကိုလက်ညိုးကိုဒီနံပါတ်1ကျိုးကိုင်မယ်ထိတ်ဆုံးပါရဲ့နံပါတ်1ကျိုးကိုကိုင်မယ်နော် နေချူကြိုင်မယ်ကျွန်တော်တို့လက်ခလေကိုကြတော့ကျွန်တော်တို့နဘာမြောက်ရဲ့နံပါတ်၄ချူကြိုင်မယ်ဗျ။နော်နံပါတ်၄ချိုးကိုင်မယ်လက်တလက်တချွေကြတော့ကျွန်တော်နံပါတ်၅ချိုးကိုင်မယ်နော်ဒါဒါဆိုရင်ဒါဆို C ပေါ့ဒါ C ပေါ့ဒါ C ပေါ့နော်လက်ညိုးက2ချိုးကိုင်မယ်ထိပ်ဆုံးပါး2ချိုးကိုင်မယ်လက်ခလေက နှစ်ပါးမြောက်ရဲ့နံပါတ်၄ကျိုးကိုင်မယ်လက်တကျွဲက၃ပါးမြောက်ရဲ့နံပါတ်၅ကျိုးကိုင်မယ်ဒါဆို C ပေါ့နော်ကြည့်ကျွန်တော်တို့ဒါ C ဒါ C အ C ပြီးတော့ပြီဆိုတော့ကျွန်တော်တို့ G လာမယ် G ကွက်က G လက်ကွက်ကကျွန်တော်တို့လက်ညှိုးကိုကျွန်တော်နှစ်ပါးမြောက်ရဲ့နံပါတ်၅ကျိုးကိုင်မယ်နော်နံပါတ်၅ကျိုးကိုင်မယ်လက်တကျွဲကကျွန်တော်တို့၃ပါးမြောက်ရဲ့နံပါတ်၆ကျိုးကိုင်မယ် လက်ကလေးอ่ะเนาะလက်ဒီကျွေอ่ะကျတော့ကျွန်တော်တို့ကျွန်တော်တို့နံပါတ်3အကျော်3ဘာရဲ့နံပါတ်1ကျိုးကန်ပါဘောเนาะအော်1ကျိုးကန်ပါဘောเนาะဒါဆိုဒါ G ပေါ့ဒါ G ပေါ့เนาะဒါ G ပေါ့အဲခင်เนาะနံပါတ်လက်ညိုးကနဘာမြောက်ရဲ့နဘာ5ကျူးကိုင်မယ်လက်ခလေကနဘာ3ဘာမြောက်ရဲ့နဘာ6ကျူးကိုင်မယ် လက်တကျွဲကလုံမအမြောက်ရဲ့နံပါတ်1ကျိုးခြိုင်တယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒါကြီးပေါ့โอเคပြီးတော့ကျွန်တော်တို့ e minor e minor e minor ကျတော့ကျွန်တော်တို့ကကျွန်တော်တို့က e minor ကျတော့ကျွန်တော်နံပါတ်လက်ညိုးကိုထိတ်ဆုံးဘာရဲ့နံပါတ်2ကျိုးခြိုင်မယ်နော်2ကျိုးခြိုင်မယ်ကျွန်တော်လက်ကလေးကနဘာမြောက်ရဲ့နံပါတ်4ကျိုးခြိုင်မယ်ဒီကျိုးခြိုင်မယ် ဒီကကျွန်တော်တို့လက်လက်တကျွဲကနံပါတ်အဲတနဘာမြောက်ရဲ့နံပါတ်3ကျူပဲကိုင်မယ်ပေါ့နော်ဒီလိုပါဒါဒါအီမိုင်နာပေါ့နော်အင်းနံပါတ်လက်ညူကနံပါတ်တဘာမြောက်တဘာထိတ်ဆုံးဘာရဲ့နံပါတ်2ကျူကိုင်မယ်လက်တကျွဲကနံပါတ်မြောက်ရဲ့နံပါတ်4ကျူကိုင်မယ်လက်လက်လက်ခလျာနံပါတ်4ကျူကိုင်မယ်နံပါတ် နံပါတ်3ကျိုးကြတော့ကျွန်တော်လက်တကျေကြိုင်ပါဘောနော်ဒါဆိုကျွန်တော်တို့ E minor ပေါ့ Okay ပြီးတော့ E minor E minor ကတော့လွယ်တယ်ဗျ E minor လွယ်တယ်ဆိုတော့ကျွန်တော်တို့ဒီလက်ညိုလက်ညိုတုံးကြမလို့တော့လက်ညိုဖယ်လိုက်ကျွန်တော်တို့ဒီဒီလက်ခလေနဲ့လက်တကျေကိုပဲအပေါ်ဝဲပြောင်းလိုက်ရုံပဲနံပါတ်ဒီလက်တကျေကနံပါတ်ရဲ့နံပါတ် nga chu viên là bám nhau mà cảnh nó khi đó lên thì chuyển cả lên thì chuyển cả lại thì nằm băng em nằm bám nhau viên nằm băng nga chu về cảnh mà vậy ờ nằm bay lý chu về cảnh mà vậy lý chu này nga chu về cảnh mà vậy mà nó mà nó ok ta số y mày nè ok là y mày nào nó y mày nà, cho chỗ chỗ đi mày nè ที่ไม่น่าจะรอ ီမှန်လာကျတော့ကျွန်တော်တို့ဒီမှာထိတ်ဆုံးထိတ်ဆုံးတပားရဲ့နံပါတ်1ကျိုးခိုင်မယ်လက်ညိုးကနံပါတ်လက်လက်ကလေးရကျတော့ကျွန်တော်တို့နံပါတ်နံပါတ်မြောက်ရဲ့နံပါတ်3ကျိုးခိုင်မယ်တုံးလက်တကျွေးရကျတော့တုံးပါမြောက်ရဲ့2ကျိုးပြန်ခိုင်မယ်ဒါဆိုတော့ဒီမိုင်းနာပေါ့ဒီကောင်က အာဒီမိုင်လာဆိုတော့ဒါဒီလက်ကွက်ကိုရပြီဆိုလို့ရှိရင်တချင်းတော်တော်များများတီးလို့ရပြီလားဆလိုဂူဂူလေးနဲ့ပဲပေါ့နော်ဆလိုဂူဂူနဲ့ပဲတွားမှာပေါ့နော်ဆလိုဂူဂူကကြတော့ဘယ်လိုတီးရမှာလဲဆိုတော့ဒီလိုလေးပေါ့ပြန်စီရအောင်ပေါ့နော် ချက်စင်၃ချက်တက်ပြီးတော့တစ်ချက်ပြစင်အဲဆလူကူကူပေါ့နော်โอเคဒီလက်ကွက်ကိုအားလုံးအတွက်အတုံးဝင်မယ်လို့ထင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာလည်းနောက်တစ်ကော့ဒီဂျီကော့တို့ဤကော့တို့မှာပါလာမယ်အုပ်လူရဲ့မိသားစုတွေအတွက်ကျွန်တော်ထပ်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ဆိုတော့ ကျွန်တော်ရဲ့ဗီဒီယိုကြိုက်နေတဲ့ဆိုရင် like and share လေးနဲ့လည်းအကူအညီပေးတော်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ